ဟယ်လိုဝါလုံးမင်္ဂလာပါ United ရှိုးကနေကြိုဆိုပါတယ်မိပြဖြစ်သူ MO ရင်းကတော့ West Ham နဲ့ပွဲစဉ်အပြီးမှာဒါတချို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပြောခဲ့တာတွေရှိတယ်သူကတော့ဘယ်တော့ကိုအသင်းအနေနဲ့တရားဒီလုံးကြီးပါဂျုံထွေနေရတဲ့ပြဿနာတွေကိုသူကောင်းကောင်းပြောထားတယ်ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါ MO ရင်းကတော့ပထမဆုံးအနေနဲ့ပေါ့နော်အဲသူအထင်ကတော့ပေါ့နော်ဒီပွဲဟာကျွန်တော်တို့တရားစီလုံးနီးပါးเนาะကြုံခဲ့ရတဲ့အခက်အခဲတွေနဲ့တော်တော်လေးကိုစင်တူတယ်ပေါ့ ။ဟောအထူးသဖြင့်တော့ DRD ရဲ့အများဆုံးအပိုင်းမှာဆိုလို့ရှိရင်ကိုရီးယားအများအပြားတိုင်ပတ်နေတာပေါ့နော်တိုင်ပတ်နေတဲ့ဒီမှာဘာကြောင့်ဘယ်လိုကြောင့်တိုင်ပတ်နေရသလဲ။အဲ့ဒါတွေကဒီပွဲရဲ့နော်ဒီအခြေအနေတွေကအများကြီးထင်ဟက်စီနေပေါ့ဗျာ။သူတို့ပြိုင်ပတ်တွေကိုပုံစံတူတဲ့ပေါ့နော်အခွင့်အရေးတွေကျွန်တော်များများပြီးရတယ်။နော် ပြီးဖို့မလိုတဲ့ကိုရီးတားနိုင်ရမယ့်အခွင့်အရေးတွေကနေတဆင့်ဂိုးနှကူကိုကျွန်တော်ပြီးလေးရတယ်။နော်ဒါအပြင်ကျွန်တော်တို့ရဲ့ area ထဲမှာ ကိုဒီခံစစ်ကစားရတော့မတယ်ဟိခံစစ်ပိတ်ရတော့မတယ်ဟိဆိုတဲ့အခါတိုင်းမှာလည်းကိုကစားမားရိအနေနဲ့လုံလောက်တဲ့မြန်နှုံးတဲ့အာဂျင်စီမရှိဘူးပေါ့ဗျာနော်ပုံမှန်တိုင်းပဲဘာမှမဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဒါကစားကြတယ်တကယ်တမ်းကခံစစ်ကိုပြရတော့မဟိဆိုလို့ရှိရင်ဂျွန်ဝါဂျာပန်ကစားမားကအမှန်ကန်အမြင့်ဆုံးတားနိုင်မှုကျူးပန်းမှာအဲ့ဒီလိုမျိုးကျွန်တော်အနေနဲ့အခြေအနေတွေအရန်ကိုအားနေနေတယ်ပေါ့ဒါဟာတရားဒီလုံးနှိပါအများအားဖြင့်ပရီးမီးယားလိမ်မှာဆိုလို့ရှိရင်ကျွန်တော်ကြုံနေရတဲ့အရာပဲ ဘာလို့လဲဆိုတော့ပရီးမီးယားလိရဲ့ကျွန်တော်တို့အစောပိုင်းနေကိုကျွန်တော်တို့ကြည့်တာပဲဖြစ်ဖြစ်ဒီတရားဒီလုံးနီးပါးအချိန်ကြီးကိုကျွန်တော်တို့ကြည့်တာပဲဖြစ်ဖြစ်18ပွဲတိရှုံးနေထားတယ်ဆိုတဲ့အချိန်ကြီးမှာအများကြီးထင်ရှက်စေတယ်ဘာလို့ငါတို့18ပွဲတိရှုံးနေလဲဘာလို့လဲဆိုတော့လက်ရှိအသင်းမှာနော်အသင်းမှာကကျွန်တော်တို့ဒီနေ့ဒီဘယ်လိုပြောမလို့တရားဒီလုံးနီးပါးကိုကျွန်တော်ကြည့်လိုက်ဝက်ဆန်နဲ့ပွဲရလို့ပဲသူများအသင်းကိုဂိုးပေးရပြီဆိုရင်ဂိုးမပေးရတဲ့အရာတွေကျွန်တော်ခိုးပေးရတယ်နော်ဂိုးမပေးရတဲ့အရာတွေကျွန်တော်ပေးရတယ်ကိုဘက်ကဂိုးရတော့လေ ဟိုဂိုးရမယ်ကျင်တော့လေအခွင့်အရေးတွေရတော့လေဂိုးကြီးကျွန်တော်မသွင်းနိုင်ဘူးအခုလက်ရှိဝက်ဆန်နဲ့ပွဲရလို့ပဲအဲ့လိုမျိုးတွေကျွန်တော်အများကြီးကြုံရတယ်ဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်ဂိုးဧရိယာနာမှာခန်းစစ်ပြန်ပြီးတော့ပြင်ရတဲ့ကအတင်းမှာကစားမားတွေကလုံလောက်တဲ့မြင်နှုံမရှိဘူးဖြစ်နေတယ်ပေါ့နော်ဟိုပို့ပြီးတော့ aggressive ဖြစ်ဖြစ်ကစားဖို့ကျွန်တော်လူနိုင်ရလူရမယ်လူတယ်ပေါ့နော်ပြီးတော့ပွဲတစ်ပွဲမနိုင်တဲ့အခါမှာလဲကျွန်တော်တို့အနေနဲ့ကဘာကြီးပြက်တို့ခန်းစားနေရမယ်ဗျာဒီလားနော်ဟိုဒါဟာကလပ်အသင်းတိုင်းမှာကျွန်တော်ကြုံတွေ့ရတဲ့ကြီးမားတဲ့ ပြဿနာတစ်ခုပဲပေါ့နော်အတင်းရဲ့တမိုင်းမှာအဆုံးဖြတ်ပြီးမှအခိုက်အတန့်တစ်ခုလို့ဖြစ်နေပြီလို့သူပြောလို့ရတယ်ပေါ့သူတို့ဒါကိုကောင်းကောင်းကင်တွေဖြည့်ရှင်းနိုင်မှုလို့လေဆိုပြီးတော့ပြောသွားတယ်ဒီနေရာမှာသူပြောတဲ့ပို့ပြီးတော့ aggressive ဖြစ်ဖို့လိုတယ်ဆိုတာမျိုးကကိုအတင်းကစားသမားတွေအားအနေဆုံးအရာပဲကိုကောင်နေကဘာပဲလုပ်လို့ aggressive မဖြစ်ဘူးပြအရာအလုံးကို AACC ပဲကျွန်တော်လုပ်ကြတာသိရမလားဟိုဟိုကလည်း AACC ဒါလည်း AACC အဲ့လိုလုပ်ကြတာဒီချက်ပို့ပြီးတော့ကျွန်တော်တို့ကဂူပြရတော့မယ်ဟေးဆိုလို့ရှင်လည်းပဲ okay ကိုမပြရဘူးအမှန်ကန်ကျူးပန်းမှာဗျာအဲ့လိုမဟုတ်ဘူးအမြင်ဘောတွေပါရှင်လူမတဲ့ဟေးဆိုလို့ရှိရင်လည်းအေးအေးဆေးသိတယ်မလားနော်ဘောလုံးကိုအောက်ကြတဲ့ဒီစောင့်နေကြတာသူများတွေကရှင်လူပြီးတော့ခေါင်းနေတိုက်နေတဲ့ချိန်နော်ကိုယ့်ကောင်တွေကဘောလုံးအကြကိုစောင့်နေကြတာဘလို့မှအဆင်မပြေဘူးနော်ဒါအပြင်ကျွန်တော်အနေနဲ့သူပြောတယ်ပေါ့နော်ကျွန်တော်ဒီပွဲတပွဲကိုမနိုင်ဘူးဆိုလို့ရှိရင်ကဘာကြီးပြက်တယ်လို့ခန်းစားရမယ်ဆိုတာမျိုးကကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုပြိုင်ပွဲပဲကစားပါစေငါတို့ရှုံးလို့မရဘူးငါတို့ရှုံးလို့မရဘူးငါတို့ရှုံးလို့မရဘူး ရှုံးမယ်လို့ကြုံလို့ရှိရင်လုံးဝတိတယ်မလားဖြစ်ပြနေရမယ်ဗျာကျွန်တော်နောက်တစ်ခါဒီလိုရှုံးဘွဲမကြုံရင်တဲ့ပုံစံမျိုးတွေဖြစ်နေရမယ်ဆိုတော့မျိုးပြောတာကိုတင်းရကစားမရရကျွန်တော်ညက watch လောင်းမှာကောပေါ်ပြီးတွန်းတဲ့ဗီဒီယိုတွေမှာပြောသလိုပဲငါတို့ကတော့ကွာ Europa League final ကိုရောက်ပြီးသွားပြီနော်ဟို Premier League ကလည်းငါတို့တပွဲနိုင်လဲဘာမှမထူးတော့ပါဘူးလေဘာလို့မှလဲဆိုတဲ့ပုံစံမျိုးဖြစ်နေပြီလီဗာပူးတင်းတို့ဘာလို့ညက Arsenal နဲ့ကစားသွားတယ်ကျွန်တော်ကြည့်ဗျာသူတို့တွေဖလားရပြီးသွားပြီနော်သူတို့တွေဆိုလို့ရှိရင်သူတို့တွေဖလားရပြီးသွားတယ်ဗျာ Arsenal ကိုနိုင်လဲဘာမှမထူးမနိုင်လဲဘာမှမထူး ဟုတ်တယ်မလားအဆင့်တက်ကတက်ပဲသူတို့စီကဖလားကိုဘယ်သူမှပြန်ယူသွားမှာမဟုတ်ဘူးဒါပေမဲ့လို့အိမ်ဝင်းမှာအာဆင်နယ်လိုအသင်းမျိုးကိုအနိုင်ရဖို့ကြိုးပမ်းတော့မယ်လူစင်းအပြောင်းလဲတွေချုပ်ရှိဒါပေမဲ့အနိုင်ရဖို့ကြိုးပမ်းတော့မယ်ကဲသူတည်ကြသွားတယ်ပြောချင်တာသူများအသင်းတွေကအဲ့ဒါလိုဖလားတော်မှာရပြီးပါပြီဆိုတဲ့ဒီအသင်းတွေတောင်မှအဲ့ဒါလိုကြိုးပမ်းနေတော့မယ်ကိုရီလိုအဆင့်16ဆက်ခွန်ကိုရောက်နေတဲ့အသင်းကပွဲတော်ပွဲကိုနိုင်ဖို့အတွက်မကြိုးပမ်းနိုင်ဘူး ဒီလားမဟုတ်ရှုံးနေဆိုလို့ရှိရင်လည်းပဲကျွန်တော်ခုနကပြောလိုပဲတပွဲလေးရှုံးတာနဲ့ငါတို့အဆင့်ကအဲ့လောက်ပြောင်းလဲသွားမှာမဟုတ်တော့ကွာဆိုတဲ့ပုံစံမျိုးနေနေကြတာเนาะအားလုံးကယူရိုပါလေးကိုအာယုံဆိုင်နေတော့ယူရိုပါလေးယူရိုပါလေးယူရိုပါလေးမမဟုတ်ရင်ဒီကောင်တွေကတိတယ်မလားငါတို့ရှုံးလဲဘာမှမဖြစ်ဘူးထင်နေကြတာကိုအင်းရဲ့အဆင့်ကိုကျွန်တော်သွားကြည့်လိုက်ပြ52နှစ်အတွင်းမှာကျွန်တော်ကပထမဆုံး18ပွဲဆိုသလိုလိပွဲစဉ်ရှုံးတာပဲ52နှစ်မှာဒါဘယ်လောက်အထိကျွန်တော်နေတာစူဝါတယ်မြင်နိုင်တယ်ဟုတ်တယ်မလားเนาะဒါကြောင့်အသင်းမှာကကစားမားတွေကပေါ့နော်ပွဲတစ်ပွဲရှုံးရင် တိတယ်ဟိုအရင်ကကစားမိုက်လို့မဟုတ်တော့ရှုံးပွဲတွေကြုံပြီဆိုလို့ရှိရင်လုံးဝအာတိတယ်မလားနော်ဟိုငါတို့တော့ဟေးငါဘာကြောင့်ရှုံးသွားတယ်ဒါမှမဟုတ်ရှုံးကိုမရှုံးသင့်ဘူးတိတယ်မလားနော်နောက်ပွဲမှာဒါမှမဟုတ်ဖြစ်ရအောင်ဆိုတော့ပုံစံမျိုးဖြစ်နေရမှာအခုကရှုံးနေပြဿနာမရှိဘူးဘယ်သူမှမှန်တော့ကိုင်းနဲ့လာပြီးတော့ဆင်းမထိုးတာနဲ့ရှိတာနော်အဲ့လိုဖြစ်နေတာဒါဟာကစားမားတွေရဲ့ခံယူချက်တွေဘာတွေကတော်တော်ကိုပြောစရာဖြစ်ပြီးတော့အားနည်းချက်တွေဖြစ်လာတယ်ဗောနော်ဆိုတော့ညီပြတော့ဒါတွေပြောထားတယ်ဒါကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ကစားမားတွေနေနေဗောနော်ကျွန်တော်တို့ဒါတွေကပြင်ဆင်နိုင်မှရမှာမဟုတ်လို့ရှိရင်အရာအလုံးက ကျွန်တော်အနေနဲ့ဒါကြံခဲ့မှာပဲကြံခဲ့မှာပဲเนาะဆိုတော့ဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်ဒါယူရိုရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ဗောနော်ယူရိုရဲ့ဒဏ်ရာကတော့ဗောနော်သူ့အနေနဲ့နာကျင်မှုသူခံစားလဲရတယ်ဆိုပြီးတော့သူပြောတယ်ဗောဒါပေမဲ့လည်းလို့ဒဏ်ရာဟာအသေးစားပဲဖြစ်ဖို့များရတယ်ဗောနော်မနေ့ပြန်မှာဆိုလို့ရင်တော့သူ့ကိုကျွန်တော်ဒါပို့ပြီးတော့ကောင်းတဲ့နီးလန်းနေနဲ့ထပ်ပြီးတော့စစ်ဆေးသွားဖို့ရှိတယ်ဆိုတော့အခုချိန်မှာဟိုဘယ်လိုပြောမလို့ဒီပုံဒီပြောလို့ရတဲ့အရာမရှိသေးဘူးဗောယူရိုနေနဲ့ယာဒီအစာပိုင်းတော့ကလည်းဒီလိုဒဏ်ရာတစ်ခုရခဲ့သေးတယ်ဗောနော် ဒီတခါကတော့အရင်မပြင်းထန်မှုသူမျောလင့်နဲ့ပြင်းထန်တဲ့ပုံလည်းမပေါ်ဘူးလို့သူထင်တယ်ဆိုပြီးတော့ပြောထားတယ်။ Okay ။ဆိုတော့ဒါကတော့နည်းနည်းလေးဝမ်းသာစရာဖြစ်မလားပဲ။နော်အရင်တကယ်တမ်းအပြဒဏ်ရာကိုမကြုံခဲ့ရသင့်ဘူး MOD အနေနဲ့နော်။ဒဏ်ရာကိုမကြုံခဲ့ရသင့်ဘူး။ဒါပေမဲ့လို့ဟိုဒဏ်ရာဟိုစူးစူးဝါးဝါးမဖြစ်ဘူးဆိုတာကပဲဝမ်းသာစရာဖြစ်နေပြီကျွန်တော်တို့က။နော်စူးစူးဝါးဝါးမဖြစ်ဘူးကျွန်တော်တို့လို့လေ။ဘာလို့လဲဆိုတော့အခုဟာကဒီဘယ်လိုပြောမလဲ။ ယူရူလူလောက်ပဲကျွန်တော်ရှိတာဗျယူရူလူလောက်ပဲကျွန်တော်ရှိတာပြီးရင်လည်းပဲညကဝက်ဆန်တဲ့ပွဲမှာသူ့ရဲ့မျက်နှာအမူအရာယူရူရဲ့မျက်နှာအမူအရာတွေကိုကျွန်တော်ကြည့်ရင်ကစားမားလီဘလောက်တီစိတ်ပြက်နေတယ်လေနီးပြဘလောက်တီစိတ်ပြက်နေတယ်လေကျွန်တော်မြင်နိုင်တယ်ဆိုတော့ဒဏ်ရာပြေတနာစူးစူးဝါမဖြစ်ဘူးဆိုတာပဲကျွန်တော်ဝမ်းသာမယ်အချိန်မျိုးပါနော်ဒါအပြင်သူဆက်ပြီးတော့ပြောထားတဲ့အတင်းမှာဇက်တိုက်စူးစူးပွဲစဉ်တွေရှုံးနေနေရတာနဲ့ပတ်သက်ပြီးတော့ဗောနော်ပွဲတွေဇက်တိုက်ရှုံးနေရတာကစိတ်တက်ပိုင်းဆန်ရအရာကြီးမားတဲ့ပြေတနာတစ်ခုပဲဗောမန်ချက်စတာယူနိုက်တက်အနေနဲ့ ဒါရှုံးမာကိုဘောနော်ကျွန်တော်တို့အနေနဲ့ဒါမကြောက်တော့ဘူးသိတယ်မရှုံးမာကိုမကြောက်တော့ဘူးအဲ့ဒါလိုကြောက်ရွံ့မှုမျိုးကျွန်တော်တို့မှာမရှိတော့ဘူးပေါ့ဒါဟာကြီးမားတဲ့ကလပ်တင်တစ်ခုအတွက်အန်ဒီယေတစ်ခုပဲဘောနော်ဒါဟာစိုးရင်စရာလို့သူထင်တယ်ကစားမားရဲ့အမားတော့မဟုတ်ဘူးဘောနော်ဒီပွဲကသူ့ရဲ့အမားသူ့အပြည့်ဝတာဝန်ယူတယ်ပေါ့အဲ့ဒါကိုတကယ်မြင်မြင်မပြောင်းလဲနိုင်ဘူးဆိုလို့ရှိရင်ကိုဒီယူထားတဲ့တာဝန်တွေကိုတခြားသူတွေကိုပေးလိုက်တဲ့နေဆိုပြီးတော့သူပြောသွားတယ်နော်အဆုံးစုံကိုသူပြောသွားတာ နော်ဆိုတော့ထပါတော့နီးပြပြောင်းတာမျိုးပဲဖြစ်ဖြစ်ကစားမပြောင်းတာမျိုးပဲဖြစ်ဖြစ်ပေါ့ဗျာသူကတော့ကစားမတွေကိုအပြစ်တင်မသွားဘူးပေါ့တခုရှိတာက United မှာခုနကပြသူရှိမှမန်ရှင်းသွားတယ်နဲ့တူတူပါပဲအတင်းမှာရှုံးတာကိုမကြောက်တော့ဘူးကျွန်တော်တို့ကငါတို့ရှုံးနေသွားမှာပဲငါတို့ပွဲတော်ပွဲရှုံးသွားပြီးဖြစ်ရှုံးတဲ့အရာတာကိုဒီကောင်တွေတွေ့နေပြီဗျာတိလာနော်ဒီရဒီမှာတို့ပွဲရှုံးတာ16ပွဲတိကျွန်တော်ရှိတယ်ပရီးမီးယားလေးမှာဘယ်တော့ကကျွန်တော်ကြုံဘူးလေကျွန်တော်တို့တက်တန်တစ်ယောက်မှာမကြုံဘူးဗျာ16ပွဲရှုံးနေဆိုတာ ော့ကစားမားတွေကမနော်ငါတို့ရှုံးလေဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီကျွန်တော်ခုနကရှင်းပြလို့ပဲဒီကောင်လေးကယူရိုပါလိမှယူရိုပါလိဖြစ်နေတာယူရိုပါလိကလည်းကျွန်တော်ပြောရှင်းရှင်းလေးရဲ့စပားနဲ့ကန်မှဒီယာဒီမှာကျွန်တော်စပားနဲ့၃ပွဲကန်ထားတယ်တပွဲမှမနိုင်တာဘူးပြီးခဲ့တဲ့ယာဒီစပားကိုလုံးဝနိုင်မထားဘူးဆိုတော့ final မှာတက်တာကဟုတ်ပြီဒါပေမဲ့ဖလားမရရင် အလကားပဲဖလားမရရင်အလကားပဲ final မှာနော်တော်တော်ကိုစိုးရတယ်အဲ့အချိန်ကြီးကဒါကြောင့်ကစားမားတွေကပွဲတစ်ပွဲကိုကျွန်တော်ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ်ပြ မိမိယာတီယိုခြေစမ်းပွဲပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပွဲတစ်ပွဲကိုကျွန်တော်တို့ရှုံးလို့အဲ့ဒီရှုံးတဲ့ကျွန်တော်တို့ဘယ်လိုလဲဒေါသကိုမခံစားဘူးဆိုလို့ရှိရင်မခံစားရဘူးဆိုလို့ရှိရင်သွားပြီးကျွန်တော်တို့မှာစိတ်တဲ့ပိုင်းဆန်ရရခံယူချက်ပိုင်းနေရကျွန်တော်ပျက်စီးနေပြီဟိုတော့ငါကစားမားတယ်ဆိုလို့ရှိရင်ဗျမိရလေဘလောက်ပဲနိုင်နေနိုင်နေနော်မရှုံးတာမပြောနဲ့ဗျာဂိုးပြန်ပေးရတာတော့မှဒီကောင်တွေရဲ့လက်ခံခြင်းနဲ့ကောင်တွေမဟုတ်ဘူးအခုကကျွန်တော်ရှုံးနေပြဿနာမဖြစ်ပါဘူးဖြစ်နေပြီ ဒါကြီးကတော့တော်တော်ကြီးကြီးတယ်ဗောနော်ကစားမားတွေကဒီဒီလိုမျိုးအရာတွေနဲ့အသားကျသွားပြီဆိုလို့ရှိရင်ဒါသွားပါပြီအတင်းမှာကဒါတော်တော်ကြီးကိုပြင်ဆင်ယူရမယ့် culture တခုဖြစ်နေပြီဗောနော်ဒါပြီးသူဆက်ပြီးတော့ပြောထားတယ်ဒီလိုယာတီမျိုးဗောနော်ဒီလိုစူးွားတဲ့ယာတီမျိုးထပ်ပြီးတော့ရှိလို့မရဘူးဗောနောက်ယာတီတွေဘာတွေမှာဗောနော်အဲဒီလိုပုံစံမျိုးနဲ့ဆိုလို့ရှိရင်တော့နောက်ဒီလိုပုံစံနဲ့ပဲတလောက်ဒီစူးစူးဝဝအခြေအနေမျိုးနဲ့နောက်ရာသီတစ်ခုဒါဘယ်လိုပြောလဲစတင်နေမယ်ဆိုလို့ဒီတခြားသူတွေကခန့်လိုက်တော့ဆိုပြီးတော့ပြောထားတယ် ကျွန်တော်တို့ကပိုကောင်းတဲ့ပုံစံနဲ့ကစားဖို့လိုတယ်เนาะဟိုအမြဲတမ်းလဲအပြောင်းလဲလုပ်နေတာကအကောင်းဆုံးတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့လို့ကစားမားတွေကကျွန်တော်တို့မှတော်တော်လေးကိုပင်ပန်းနေကြတယ်အဲ့ဒါတွေကိုကျွန်တော်တို့နေနဲ့ manage လုပ်ဖို့လိုတယ်ဒါလဲစိုးရင်စရာတစ်ခုပဲပေါ့เนาะဟိုလာမယ့်ပွဲတွေကိုကစားဖို့အတွက်လဲကျွန်တော်တို့ကအစင်းင်းဖြစ်နေဖို့ရတယ်လူသေးတာဘူးပေါ့เนาะအဲ့အခုဆိုလို့ရှင်ပြလူတိုင်းကဘိုလ်ပွဲကိုအာယုံဆိုင်နေကြတယ်ပေါ့ဘိုလ်ပွဲကဟိုကျွန်တော်တို့ဘောလုံးရဲ့ဘယ်လိုလဲကျွန်တော်အသင်းရဲ့ပေါ့เนาะဒါအကြီးမားဆုံးအရာမဟုတ်ဘူးပေါ့เนาะ ဟိုဒါအပြင်ကျွန်တော်တို့အနေနဲ့အများကြီးပြောင်းလဲဖို့လိုတယ်ဆိုတာမျိုးတွေလည်းကျွန်တော်ပြောထားတယ်ဒီနေရာမှာဘောလူပွဲကအကြီးမားဆုံးအရာမဟုတ်ဘူးဆိုတာဟိုတကယ်တမ်းတော့ဗျာဘောလူပွဲကပြောရမယ်ဆိုလို့ရှိရင်ဒီလက်ရှိဒီယာဒီကကိုရီးယားအကြီးမားဆုံးယာဒီပဲနော်ဒါအကြီးမားဆုံးအရာပဲဘောလူပွဲကဒါပေမဲ့လို့ဟိုဘယ်လိုပြောမလဲအဲ့ဘောလူပွဲကြီးကျွန်တော်တို့ဖလားရသွားပြီးထားအောင်တော့ဗျာနောက်ယာဒီမှာလည်းဒီတိုင်းပဲဆိုလို့ရှိရင်ဒါမထူးတော့ဘူးအဓိကကျွန်တော်တို့မှာအဓိကကြာနေတဲ့အရာတွေကကစားသမားတွေရဲ့ဗောနော် အင်မတန်ပင်ပန်းလွယ်နေတဲ့အရာတွေကိုကျွန်တော်တို့သာပြင်မှုကျိုးပန်းမယ်ဒီညမှာဘယ်လိုပြင်လို့ရလဲနံပါတ်၁ကစားမားတွေရဲ့ fitness level တွေကို manage လုပ်ရမယ်နံပါတ်၂လူအင်အားဖြည့်တင်ရမယ်ကစားမား quality ရှိတဲ့သူတွေအသင်းမှာများလေကောင်းလေပဲအဲ့လိုမျိုးပြောင်းလဲသုံးနိုင်ပြီဆိုလို့ရှိရင်တော့တစ်မျိုးဒါတစ်မျိုးနောက်တစ်ခုကပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါ every time က FA player ရခဲ့တာ ਨੇ တူတူပဲဗျာ FA player တော့ကျွန်တော်ရသွားတယ်အဲ့ player ကဖိုင်နယ်ကအရေးကြီးခဲ့တာဟုတ်နော် FA player တော့ကျွန်တော်ရသွားတယ်ဒါပေမဲ့နောက်ရာသီပြန်စတဲ့အခါအခုရာသီလိုမျိုးထက်ပြီးတော့ဖြစ်နေတယ် ဆိုတော့အသင်းကဘာလဲဆိုတော့ဖလားလေးတော့အဲ့ဒီလုံကရသွားတာပဲဒါပေမဲ့လို့နောက်ရာသီတစ်ခုစတဲ့အခါမှာလည်းအသင်းဟာဒုံရင်းကဒုံရင်းမယ်ဆိုလို့ရှိရင်ဒါကြီးကအခြေအနေမကောင်းတော့ဘူးဒါကိုကြည့်ရင်ဖလားဖိုင်တွေဟာအဲ့တော့ဒီအေးမပါခဲ့ဘူးပေါ့နော်အသင်းတိုးတက်ရေးကလာအေးပါတယ်ဆိုတော့ကျွန်တော်မြင်နိုင်တယ်အခုလည်းပဲဒီတိုင်းပဲယူရိုပါလေးကျွန်တော်ကစားတယ်ထားပါတော့ကျွန်တော်ယူရိုပါလေးရတယ်ယူရိုပါလေးရတယ်အကယ်လို့ယူရိုပါလေးရသွားလို့ချန်ပီယံစ်လိဝင်ခွင့်ရတယ်ချန်ပီယံစ်လိမှာကစားတယ်နောက်ရာသီတစ်ခုကိုရောက်တယ်ဒီပုံစံတိုင်းပဲဆိုကျွန်တော်ဘာမှထူးမှာမဟုတ်ဘူး တော့ဖလားဖိုင်နယ်တီအမှန်တမ်းပြောရင်အဲ့လောက်တိအရေးမကြီးဘူးကျွန်တော်တို့အရေးကြီးဆုံးတီအတင်းကဖြည်းဖြည်းချင်းနဲ့တူးတက်တဲ့လက္ခဏာတွေမြင်ရတာတွေကိုတွေ့ရဖို့ပဲအခုကအဲ့ဒါတွေမမြင်ရဘူးကစားမားတွေစီကစိတ်ပိုင်းဆိုင်ရာအရာလဲတူးတက်နေတာတွေကျွန်တော်မမြင်ရဘူးကစားမားတွေရဲ့ခံယူချက်ထားပုံတွေကလည်းတော်တော်လေးကိုကျွန်တော်အချိန်ကြီးနည်းတယ်တယ်မှာပါတယ်ဒါကြောင့်ဘောနော်စိတ်ပူစရာကြီးအတင်းရဲ့အချိန်ကြီးကစိတ်ပူစရာကြီးကစားမားတွေအတင်းရဲ့ပုံစံတွေကနော်ဒါအပြင်ကျွန်တော်တို့ကဘောနော်ကစားတဲ့ပုံစံတွေပြောင်းလဲမှရမှာနော်ကစားတဲ့ပုံစံတွေမပြောင်းလဲဘူးပြုလို့ရှင်ပွဲတိုင်းလဲ ကစားမားတွေနေငါတို့တို့ဒီဒီပွဲကိုအနိုင်ရမှဖြစ်မယ်ဆိုတော့အရေးတကြီးခံစားမှုမျိုးကိုမရှိဘူးဆိုရင်ချန်ပီယံလိမှာကျွန်တော်တို့တွားကစားလဲအလက်ကားပဲပေါ့နော်ကျွန်တော်တို့ကစားလဲမကစားသင့်ဘူးချန်ပီယံလိမှာပရီးမီးယားလိမှာပဲဆက်နေပြီးတော့နော်တိုဘယ်လိုပြောမလို့တပွဲချင်းတပွဲချင်းစီတော့ကျွန်တော်ကရှင်ပြိုင်နေဖို့ပဲဖြည်းဖြည်းချင်းတွားဖို့ကြိုးပမ်းနေတယ်လက်ရှိကျွန်တော်တို့အာယုံဆိုင်နေရတဲ့အရာတွေကအပြောင်းအလဲတွေအများကြီးလုပ်ဖို့ပေါ့နော်ဟိုလာမယ့်ပိုလူပွဲအတွက်တခုတည်းမဟုတ်ဘူးပေါ့နော်ဒါတော်တော်လေးမှန်ပါတယ်ဒါကိုကျွန်တော်တို့ပြောတာ တို့ကအားလုံးဘိုလူပွဲမှာယူရိုပါလိဘိုလူပွဲမှာဖလားရပြီးသူဆိုတာနဲ့ဘဘဝကပြောင်းနေမသွားဘူးပြန်သေးလားเนาะကျွန်တော်တို့အနေနဲ့ကစားပုံတွေတူးတက်လာမှပူကောင်းတဲ့အရာတွေကိုကျွန်တော်မြင်နိုင်မှာเนาะကစားပုံတွေကလည်းတူးတက်မလာဘူးခန်းစစ်ကလည်းတူးတက်မလာဘူးတိုက်စစ်ကလည်းတူးတက်မလာဘူးဘာညာဆိုအသင်းဟာအဲ့ဒီဖလားရနောက်ရသည်စအလက်ဒါကအလကားပဲဒီတိုင်းပဲပြန်ဖြစ်မှာပဲเนาะဒါကြောင့်အသင်းကတော့အဲ့လိုမျိုးဒီဂျုံနေရတယ်တော်တော်ကိုတော်တော်ကိုစိတ်ပျက်စရာပါတော်တော်ကိုစိတ်ပျက်စရာပါဆိုတော့အမ်မိုရင်းကတော့ဓာရီကိုတီချာပြောသွားတယ်ကစားမားတွေအနေနဲ့ ကျွန်တော်နိုင်ပွဲစာလောင်စိတ်တွေမပြင်းပြတော့တာကတော်တော်လေးကိုစိတ်ပူစရာဖြစ်တယ်။အတင်းကစားပုံကြီးလည်းကျွန်တော်ပြောင်းလဲနေမှရမယ်ဆိုတာတွေပြောသွားတယ်။ဆိုတော့ညီကလေးနေရောဘယ်လိုမြင်ကြလဲ?အမ်ဘူရင်ပြောတာနေပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။